အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ဘောလုံးသက်တမ်း YouTube channel ကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ brother တို့ကိုအမိုက်စားပွဲတစ်ပွဲအကြောင်းပြောပြခြင်းနေဗျာဆိုတော့ဒါကိုဘယ်လိုပြောခြင်းလဲဆိုတော့ကျွန်တော်ကဒါလက်ဖက်ဆိုင်မှာထိုင်ပြီးတော့ဗျာနော်ကျွန်တော်လေကန်လေပြစ်နေတဲ့အကြောင်းပြောရတော့ညာဆောင်ရမ်းမိုက်တဲ့ပွဲအကြောင်းပေါ့လေကိုအားပေးတဲ့အတင်းမဟုတ်ဘူးဗျာကျွန်တော်တခြားပွဲတစ်ပွဲကိုကျွန်တော်ကြည့်လိုက်တယ် ဘောလုံးဝါနာပါလို့လို့ပေါ့အဓိကကတော့ဘောလုံးပွဲကြည့်ရတာဝါနာသိပ်ပါတဲ့လူတွေအတွက်ပေါ့နော်ဆိုတော့ညကလက်ဖက်ချိန်မှာအဲ့လိုမျိုးကြီးလိုက်တယ်ကြီးတဲ့အခါမှာဒါမနဲ့ရောက်တဲ့အခါမှာမကြီးလိုက်ရတဲ့သူ့ brother တွေကိုပြန်ပြောပြတာမျိုးပြောလို့ရတယ်လို့ဒါကြည်ပြီးသားလူအချင်းချင်းပြန်စမုံစမြုံပြန်တာမျိုးပေါ့လေလက်ဖက်ဆိုင်မှာအဲ့လိုမျိုးသဘောထားမျိုးနဲ့ကျွန်တော်ပြောချင်တယ်အဓိကကတော့ ။ဘာအချက်လက်မှကျွန်တော်ဗျာမကိုးကားတော့ပဲနဲ့ပြောရအောင်ဗျာ။ဟိုကအချက်လက်ရှာတွေကအချက်လက်ရှာတဲ့ Ghost Go Elephant Show Show and Backup ဘာညာဒါမျိုးတွေပြောမှာမဟုတ်ဘူး။အဓိကတော့တကယ်ပြိတဲ့တယောက်အနေနဲ့ကြိလိုက်ရပြီးတော့ရင်ခုန်စိတ်လို့ရှားစေတဲ့ခိုက်တန့်နေပြောရမျက်လုံးမျက်လုံးနဲ့ကြည့်ရှုပြီးတော့ဂျမန်းနဲ့ခံစားပြီးတော့အဲ့ဒီကနေချင်းကြံရစ်ခဲ့တဲ့ဆွဲကြံရစ်ခဲ့တဲ့အခိုက်တန့်နေ feeling တွေကိုပြောချင်တာဗျာနော်အဓိကအဲ့ဒီပွဲကတော့ဒါဟုတ်ပါတယ်နော် အက်စလွန်ဗီလာနဲ့နျူကာဆယ်နဲ့ပွဲအက်စလွန်ဗီလာကနျူကာဆယ်ကို4-1နဲ့ကဲလုံးဝ special အမိုက်စားအနိုင်ပြခဲ့လိုက်တယ်ဆိုတော့လုံးဝဒီပွဲကဒီရလက်နဲ့လဲသူတို့ထိုက်တန်ပါတယ်ဆိုတော့ထိုက်တန်တယ်ဆိုတော့ဒီလို4-1လောက်ကြီးပြက်စရာကောင်းလောက်အောင်ပေါ့လေဗီလာကတစ်ဖက်တည်းကြီးဆန်နေတလားနျူကာဆယ်ကလုံးဝတစ်ဖက်ချက်တက်ကြီးနိုင်ကြနေတလားဆိုအဲ့လိုမျိုးပေါ့လုံးဝမဟုတ်ဘူးစောင်းရမ်းမှာစောင်းရမ်းကြီးကြီးကောင်းနေတာပြောရရင်တော့ဗျာ ဟိုပထမအဲ့ဒီမျိုးပေါ့သူတို့အစလွန်ဘီလာဒုတိယဥဆောင်ဂိုးပေါ့လေနော်2 1ဖြစ်မဲ့ဂိုးမတွန်းခင်အချိန်ထိကိုပြောရရင်1 1 2 1 2 2 3 2အဲ့လိုမျိုးတွေဖြစ်သွားမလားဆိုတဲ့အသွေးမျိုးပဲတွေးမိတယ်အစလွန်ဘီလာနိုင်ရင်တော့မှတကိုးတယ်ပဲပို့ပြီးမနိုင်ဘူးဆိုပြီးတော့ကြည့်နေတော့မှတွေးမိတယ်ဒါပေမဲ့လုံးဝအမိုက်စားတို့နိုင်ခဲ့တယ် ဆိုတော့ဒီပွဲမှာကျွန်တော်မျက်လုံးထဲမှာလုံးဝထင်ကျန်စွဲကြံရစ်ခဲ့တဲ့ကစားသမားကတော့ကာမာရာ defensive midfield ဆော့တဲ့ကောင်အစလန်ဗီလာလေဆောင်ရမ်းမှာဆောင်ရမ်းကျန်းထွက်နေတာဗျာပြောရရင်အဲ့တပွဲတည်းအတွက်သူ့ခြေစွမ်းကိုပြောပါဆိုရင် work class ပဲ defensive midfield တကယ် work class ပဲစဉ်းစားကြည့်လုံးဝကျန်းပေမာပေတလားလုံးအလုံးကောင်းပေဆိုရဲနော်လုံးဝကိုအဲ့လိုမျိုးလေတစ်ဖက်ပြိုင်မဲ့ကိုကစားွက်တွေကျင့်ကြက်သွားအောင် လုံနိုင်စွမ်းရှိတဲ့နျူကာဆယ်ရဲ့ကွန်းလဲကိုဆောင်ရမဆောင်ရညင်အောင်ဗျာဝုန်းဝုန်းဝုန်းဝတ်တိုးလာတဲ့ဟာကိုလုံးဝအငိမ့်နေတုံ့ပြန်ခဲ့တာဆောင်ရမကြမ်းထွက်နေတာပဲလုံးဝအမိုက်စမ်းကြမ်းဖက်နေတာဗျာဆိုတော့ဒါမဲ့ဒီဟာကဘာရဲ့ကြီးလိုက်တဲ့လူတွေပဲနည်းနည်းခံစားရလိမ့်မယ်နော်ဘာလို့လဲဆိုတော့ကျွန်တော် highlight လဲပြန်ကြည့်လိုက်တယ်အရှိရောအတူရော highlight မှာကအဲ့လောက်ကြီးကြီးနေမလာဘူးကိုယ်တွေအကြောင်းပဲပါတယ်အဓိကတော့ပွဲရဲ့တန်ဖိုးတွေအချိန်ဝါးအဲ့လိုမျိုးတွေ မရှိဘူးအခါမှာကျွန်တော်အဲ့ကောင်မြင်ချင်းစမင်းကဇုံဖိုင်းဖြစ်နေတာကိုအရင်တော့သိပါတယ်ထားဒေါက်လလူဝတ်တို့ရဲ့အရန်ကောင်ရသေးမလားအဲ့လိုမျိုးကဒီယာဒီမှာသူစော့နေရတော့ကြာပါပြီကောင်းတာလဲကောင်းလာတာလဲသိတယ်ဒါပေမဲ့သူအခုပြန်ကြည့်ဇုံဖိုင်းဖြစ်နေတဲ့အခါမှာအကမကမဟမ်မတီဘောအဲ့ကောင်နော်လဲဒီဖန်ဒမီဘီဒီလားကောင်ကျန်လာ ਈ လားဗောသူကိုင်ဘောလုံးကိုင်ချက်တွေရောလှဲ့ချက်တွေရောရဲတင်းချက်တွေရောငိန်ချက်တွေရောကရရဲ့ဆက်စဉ်းစားတာကြည့်တိုနာလီတို့ဂီမာရီတို့ဂျိုလင်န်တို့ လုံးဝ special မိုက်ဆာနျူကာဆယ်ရဲ့ pressure ပေးပုံနဲ့ဘာလို့သိမှာပါအဲ့လိုမျိုးဟာကိုလုံးဝဖောက်ထွက်ပြီးတော့ရင်ဆိုင်ခဲ့တာဗျာတက်လားအဲ့လိုမျိုးပြီးတော့လေသူ defense midfield လို့လာပြောတာလုံးဝအတကယ်ဟိုလမ်းကြောင်းအတိုက်စစ်လမ်းကြောင်းပွင့်စေပဲအလုံးနေမှာအများကြီးအများကြီးလှုပ်ခဲ့တာကိုလှဲ့ချက်လှဲ့ချက်တွေကလည်းလုံးဝရဲရဲစက်စက်ကိုလှတာတကယ်ကိုအမှပြီးမှအနည်းငယ်ကြည့်လိုက်မှကာမာရာပဲဟာလို့၄၄နဲ့ကြမ်းထွက်နေတာ ကျွန်တော်ဒီဘွဲရဲ့ကျွန်တော်မျက်စိထဲမှာအစွဲထင်ဆုံးကစားမှာသူပဲနောက်ထပ်ဒုတိယတယောက်ကတော့ဒါဂိုဒွန်းရှင်လည်းဖြစ်လို့အစ်စ်လည်းလုတ်ခဲ့တဲ့ဝါကင်ဝါကင်ကပြောရတော့ဂိုတူဂိုရှုခဲ့တဲ့အလုံကတော့မှဒါနျူကာဆယ်နဲ့နောက်တန်းနဲ့ဒါညှိပြီးတော့ဂိုရခဲ့တာမျိုးပေါ့လေတိတ်မလှပါအောင်ပေါ့ဒါပေမဲ့သူဂိုမရခဲ့တဲ့ဂိုတွေရတယ်ဆောင်းရမ်းမှဆောင်းရမ်းကြမ်းထွက်နေတာကောင်းတဲ့ဂိုးဆိုလည်းတော်တော်နည်းနည်းတော့ဝေးတယ်ဗျအဲ့တော့ဒိန်းကလေးဘာကြီးတွေမှန်တာပြီးရင်သူ့ ဲ့လိုမျိုး strike လုံးတစ်လုံးလုံးပေါ့ list striker ဆိုတဲ့အဲ့လိုမျိုးနောက်နှမ်းကိုတိုးထွက်ပြီးတော့ Newcastle နောက်နှမ်းကိုတိုးထွက်ပြီးတော့လုံးဝ power ကြီးနဲ့ speed ကြီးနဲ့ဒိန်းကိုကန်ထဲတဲ့အလုံးဘောင်းပြက်ကြီးကိုလေအာဘာကြီးပြိမှန်လားပြောရတော့အဲ့ဒီအလုံးတွေကဂိုးရခဲ့ရဲ့ဒါဘာကေကအဲ့ပထမပိုင်းနဲ့လည်း hat trick ရနေရမှာဗျာအဲ့လိုမျိုးရှိတယ်။ဟိုးဘာမှမတော့ကျစင်ကြီးအဲ့အဲ့လိုမျိုး ရှိတယ်နောက်ထပ်အဒါဝကေနဲ့ပတ်သက်လို့တော့ပါပဲဒုတိယအစစ်လုတ်တဲ့လုတ်ပြီးတဲ့အလုံပေါ့လေတူမန်းဖြစ်စီမဲ့အလုံဆိုလဲတော်တော်လေးကောင်းတယ်တော်တော်လေးကောင်းတယ်ဝကေကတော့တကယ်မိုက်တယ်တဘောကိုကြလို့ပြီးရင်နောက်တစ်ခုရှိတာဒန်ပန်းလို့လို့ကောင်းနေတယ်သူ့ body စားလိုက်တာတောင်မှနော်သူကအဲဘောလုံးမဆုံးရှုံးဘူးအဓိကအဲ့လိုရှင်လူနေတဲ့အရှင်ပြေးဘာလို့ဘောလုံးရှင်လူလိုက်နေတဲ့အနေထားမှာပေါ့ဒါသူကဥသွားတယ်ဒန်ပန်းကလည်းတောက်လျှောက်ရောက်လာတယ်ဘောဒါ body စားထည့်လိုက်တယ် ဒါမျိုးလုံးဝပေါင်းဖြစ်ပြီမဲ့ကြာအဝါရေကြီးမဖြစ်နိုင်ဘူးအဲ့လိုမျိုးလေဒါဘောလုံးပြတ်သွားမယ်ဂိုးအောက်ဖြစ်ရင်ဖြစ်သွားမယ်ပေါ့ဟောနော်လက်ပြစ်ဖြစ်ရင်ဖြစ်တာအဲ့ဒါမျိုးဗျာကျန်းတယ်ကျန်းတယ် physical ဘိုင်းညက်လဲ working အဲ့လိုမျိုးတွေရတယ်တော်တော်လေးကြီးလို့ကောင်းတယ်ပေါ့ရပြောရတော့ညူတာဆက်လည်းအဲ့လိုမျိုးမမာတန်တန်နဲ့တော့ခက်ကြမ်းကြမ်းစောတဲ့အသင်းဗီလာလည်းအဲ့ဒါကိုစောက်ရမ်းကောင်းကောင်းမသူတို့ထတော်ပို့တယ်ဆိုပြီးစော့ပြတာဗျာအဲ့လိုမျိုးမြင်းလို့လို့ခက်ကြမ်းကြမ်းခက်မာမာတော့မြင်းနေဆိုပြီးတော့ အမဗီလာခုံးမှာအမလီတို့တိုက်ကဆော့ပြသွားတယ်ကျစ်စင်ကျစ်စင်ပြောရင်တော့ဒီဘက်မှာကဟိုအက်စတန်ဗီလာပိုကောင်းခဲ့တယ်ဟုတ်တယ်ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်ဆောစောကပြောနူးကာဆီယားလည်းမညံဘူးအဓိကအားဖြင့်တော့သူတို့လုံအားလုံးနေကောင်းတယ်ဟိုကစားပေါက်တွေကိုပေါ့နော်တိုက်စစ်လမ်းကြောင်းတွေကိုလုံးဝစနေအောင်လုပ်နိုင်တယ်ဟိုကြားရရလို့လည်းတိုက်စစ်ကိုတိုက်နိုင်နေတယ်အဲ့ဒါကြောင့်လို့လည်းဒါဖီဗီယရှာကနေပါသူတို့ချေပါကိုရခဲ့တယ်ပေါ့နော်ဘာကင်ဦးဆောင်ကိုတွန်းပြီးဖီဗီယရှာတိတ်မကြဘူး16မိနစ်လောက်မှာပဲအာချေပါကိုရခဲ့တယ် ါမာရီနာရဲ့ဒါပေါင်ကြားတဲ့ဟိုခေါင်းတိုက်ချခဲ့တာပေါ့လေအနီးကဆိုတော့ဘလို့မှမတက်နိုင်တဲ့အနေထားဒါပေမဲ့အဲ့ဒီတကိုးတာပေးရတာမာဒီနက်ကမာဒီနက်ပဲတော်လေးကောင်းတယ်ဒီဘက်မှာမာဒီနက်လည်းကောင်းတယ်ကောင်းတယ်ဆိုတာလေတလုံးပဲစေးရတာဒါပေမဲ့အဲ့ဒီလေတလုံးမှာဆောင်ရမ်းမိုက်တယ်ဟိုဘယ်ကောင်ကလိုက်တာလဲမတည်ဘူးဗျအဲထားပါတော့လူလည်းမတည်ဘူးကြောက်အာနူကဆက်ဘီကုတ်ထက်ကနေတန်နေလိုက်တဲ့အလုံးပုတ်ထဲတော့ဒါလည်းလုံးဝတောင်ကြီးကွက်တီးသွားတာနော်အဲ့ဒါဟို အရန်ကြီးတော့ဘောလုံးကနှစ်မနေဘူးဒါပေမဲ့အရန်ကြီးတော့မြန်မနေတဲ့အခါမှာတောင်းသွားတဲ့အလုံးကိုဟိုမာတီနက်ကပုတ်ထုတ်နိုင်ခဲ့တယ်တကယ်ဝါကလပ်ဂိုဒမာလေးဆိုတာအဲ့လိုပဲကြမြက်တော်တော်ဆယ်ပြားစီတောင်းနေပါလေတွားအောင်တောင်းမှမြက်အဲ့ဒီဘောလုံးကအဲ့လိုဘောဒီဝေးဝိုက်တာလေးမပါဘူးဒါမှမဟုတ်ရင်လဲဒီလိုမျိုးနည်းနည်းလေးပါဝါစပိမပါဘူးဆိုရင်အဲ့ဒီတော်တော်ဂိုဒမာမိရယ်ပုတ်နိုင်တယ်မမိတော့အဲ့လိုမျိုးအဲ့လိုတို့လို့ရှိရင်နောက်တစ်လုံးဆိုရင်အဲ့လိုဘယ်လောက်ထိကြမ်းထွက်တယ်လဲဆိုရင် မာရီနက်ပြောပါတယ်ဒီ1 by 1အနေထားမျိုးလိုမျိုးတွေ့တဲ့အနေထားပေါ့အရင်က1 by 1တော့မကြံဘူးဒါပေမဲ့သူနဲ့ဒါနျူကာဆယ်တိုက်စစ်နဲ့အဲ့လိုတွေ့တဲ့အခါမှာနျူကာဆယ်တိုက်စစ်ကအဲ့တော့ဒီမိုင်းလဘလူးလည်းမသိအဲ့လိုဆွဲလာတဲ့အခါမျိုးမှာဟိုသူကနှစ်ယောက်ပေါ့ by 1တွေ့တဲ့အခါမှာလှဲချလိုက်တယ်လှဲချပြီးသူဘောလုံးအဲ့လိုမျိုးအုပ်တော့မှာအော်တော့မဲ့အခါမျိုးကဟိုကအုပ်ဟိုကောင်းလဲအုပ်ပြီးဆိုတာနဲ့လဲချာမှလေးဒီမှာပင်တီယူမှာပေါ့အဲ့ဒါမျိုးဘလောက်ထိနဲ့တယ်လဲဆိုတော့ လဲလဲလဲတွေကလက်ကိုအကုန်မထုတ်သေးဘူးမာရီနက်ကအဲ့ရအဲ့လိုမျိုးဟိုကလည်းဒါဘောလုံးကအရှင်းရှိတယ်လေဘယ်တော့မှမသိသေးဘူးကွာအဲ့လိုအကုန်မထုတ်သေးဘူးဆိုတော့ဟိုပါနေတာပြောပါလေအကုန်မထုတ်အာဟိုကွာဟိုလဲကြတာလို့ဘာလို့လို့ပေါ့လေအဲ့လိုမျိုးဘောလုံးနဲ့ပဲထိတာလို့လို့ကိုမကြောင့်လဲလဲတာလို့လို့လုပ်တယ်ဒါပေမဲ့သူကအကုန်မထုတ်မဲ့အသားလေးဘောလုံးဖမ်းယူလိုက်တယ်လက်ဆန့်ထုတ်ရင်လက်နဲ့ထိမှာဟိုကောင်ကိုခြေထောက်နဲ့တူနဲ့ထိမှာအဲ့လိုမျိုးဒါဆန့်မထုတ်ဘဲနဲ့အကုန်မထုတ်ဘဲနဲ့ပြီးမှာလေလိုမျိုးလေး ယူပလိုက်တာဖောင်ရမ်းကျန်းတယ်အဲ့လိုမျိုးဒီရှိရဗျာတတော်လေးကောင်းတယ်ဟိုဒီပွဲမှာကဟိုတော့ဗီလာကတော့တတော်တတင်းလုံးကောင်းတာပါအဲ့ right cyber တွေဆော့တဲ့ကောင်လေးဒါဥဆောင်ကိုတွန်းသွားတဲ့ကောင်လေးဆိုလဲမိုက်တယ်ဗျာအတကင်းဟိုရှေ့နောက်လိုက်နေရတာမတ်မတ်စွဲလာပါလားเนาะအဲ့ကောင်လေးဆိုလဲတတော်လေးကောင်းတယ်နောက်ပိုင်းနောက်ပိုင်းမှာတော့အဲ့လိုမျိုးဂိုးတွေကတော့ဒါတယ်လီမန်ကဂိုးတွန်းတယ်နောက်နောက်ဆုံးဒါလေးလုံးမြောက်ကိုတော့ ဟိုနန်းနာပေါ့သူကဒါလူစားဝင်လာပြီးမှတွန်းသွားတယ်သူအလုံးကလည်းလုံးဝအပြောက်ကြီးပါတွန်းထည့်ပြီးတော့ကန်တော့တာဥက္ကဆယ်တို့ဘာမှကိုမတက်နိုင်ခဲ့တာဆိုတော့ဒီမှာပို့ပြီးတော့ပြောချင်တာ MRI ကိုလည်းချီချီကျူအောင်ပြောရအောင်နီးစနစ်ဆရာမလေးတကယ် master brain ဆိုတာလေတကယ်သိတာလေပြောရင်တော့အဲ့တော့တနေ့အားချင်းရှင်နေတဲ့အနေထားမှာတော့ထား1ဟို1 1 2 1 2 1ဖြစ်ပြီးတဲ့အချိန်မှာလေလူစားလဲထားလဲလိုက်တာကြီးอ่ะ လုံးဝအဖက်ကြီးကတော်တော်တက်ရောက်မှုရှိတာဗျာအဲ့လိုမျိုးလုံးဝကိုကစားကွာအဲ့ဒီအချိန်မှာမို့တိတာတော့လားဗီလာလုံးဝပါတော့လားဟိုကောင်လေးဘလို့ကမလန့်နိုင်တော့လားအဲ့မှာပဲလူစားဝင်လာတဲ့ကစားကမှကျွန်တော် Jack Cole Run စေးလာတဲ့သူကဒါ crossing ပေးတာနေတာဟိုဘာလို့အန်နူကဆိုလို့ OG တွေဖြစ်ပြီးကဂိုးပေးလဲရတယ်နောက်ဆုံးလို့ဒီ Onana ဆိုရင်လည်းဒါသူသူ လူသားလူဝင်ပြီးမှဂိုးတွန်းသွားတာဗျတော်တော်လေးကြမ်းထွက်နေတာတကယ်ပြီးရင်အဲ့အဓိကကတော့ကြိတ်ကောင်းခဲ့တဲ့စားအလို့မညံ့ခဲ့ပါဘူးညူကာဆယ်လည်းအရင်ကြီးမညံ့ခဲ့ဘူးဒါပေမဲ့အခုရှိတာတော့ဗီလာကပိုကောင်းနေတဲ့အခါမှာရှေ့မှာအီဆက်ကြီးတောင်ပျောက်နေတာဗျာကြက်ချမ်းထွက်တာအဲ့လိုမျိုးမာပါမာပါတယ်ဆိုတော့ညူကာဆယ်ရဲ့အဲ့လိုမျိုးပေါ့ကျမ်းမာတယ်ဆိုတော့ညူကာဆယ်ရဲ့အလဲတန်းအဲ့ဒီမာရီကိုဘာလို့ဆိုရလဲအဲ့လိုမျိုး ိတ်တော့မလုံနိုင်ဘူးမလုံနိုင်ဆိုမဲ့ဒီမှာတခုရှိတာကဒီကောင်တော်တော်လေးတူကောင်းနေတဲ့အချိန်ပြောရင်တော့တူအဝါအပြမခံရခဲ့အချိန်ထိတော်တော်လေးမိုက်သေးတယ်ဒီကောင်ဆွတ်လိုက်လုံနေရဗျာတလားပလင်းကြီးဒီလိုက်တွန်းနေတာအဲ့မှာဒိုင်ကပြောရင်တော့ကျွန်တော်အမြင်အဲ့ဒါပထမပိုင်းပထမဟောင်းနှစ်ခုလားသုံးခုလားမသိဘူးအဲ့လောက်ကလေးကအဝါပြရတာမပြဘူးတကယ်အဲ့လိုမျိုးတွေကဟို ကစားပွဲမှာအတိတာပဲဗျာအဝါပြเสียရှိတာကိုမပြတဲ့အခါမှာလဲဒါအဲ့ဒီကစားတော့ပို့ပြီးလွတ်လပ်လပ်ပို့ဆော့လို့ရတဲ့အခါမှာပွဲပေါ်အကျိုးတရားမှုအများကြီးရှိတယ်เนาะအတင်းပေါ်เนาะဒါပေမဲ့အပြမခံရတဲ့မဲ့ခံဟိုအဝါပြခံရရင်လဲအဲ့ဒီကစားသမားကသူလွတ်လပ်လပ်လပ်ဆော့ဖို့မရတော့ဘူးအဲ့ဆိုမှကစားပွဲမှာမှာအာခရမှုတွေအကျိုးတရားမှုတွေရှိလာတယ်စိုးကျိုးတွေရှိလာတယ်ပေါ့ အဲ့လိုမျိုးတွေရှိတယ်ဒီနေပွဲမှာဆိုလဲအဲ့တော့ဂီမာရေကြီးကိုဒါကတော့တန်ရုံနဲ့မပါဘူးအဲ့ကြောင့်လို့လဲဒါနျူကာဆယ်ကဆော့ကျင်တိုင်းဆော့လို့ကောင်းနေတာမျိုးတွေပြောဒီမှာမကောင်းမို့ကောင်းတယ်ညာဒါပေမဲ့ဒီကောင်းတော့တန်ရုံလောက်တာကိုမဝါဘူးအဲ့လိုမျိုးတွေရှိတယ်အဲ့ဒါတွေဝါတယ်နဲ့နောက်ပြီးတော့အဲ့လိုမျိုးနောက်ဆုံးပိတ်ကြမှာဝါဒီကောင်းလဲဝါပြီးတော့သူတိတ်မလောက်နိုင်တော့ဘူးဒီကတော့မလောက်တော့ဘောလို့เนาะတလုံးမျိုးမျိုး defend light ဖြတ်တာတွေဘာတွေကအဆပေါ့အဲ့လိုမျိုးအနေအထားတွေမှာဒါတော်တော်လေးကြာသွားတာလေးတယ်ညူကာဆယ်ခွန်းလဲက တခြားဟိုဘာလို့ဆိုတော့ဒီဒီတိုက်စစ်ကိုဟန်သားတဲ့အခါတွေဘာတွေမှာတော်တော်များများမှဆိုရင်ဒါတိုနာလီတို့ဒါဂျိုလင်တန်တို့ပေါ့လဲရလေအကောင်တွေပဲဖြတ်တော့တာများတော့တာအဲ့ဒါမျိုးတွေတွေ့ရတယ်ဟုတ်ကဲ့ဒီတော့ပါပဲเนาะအရင်လေးရှိတော့မှာဆိုလို့ကျေးဇူးတင်ပါတယ်เนาะတကယ်ကိုအမိုက်စားပွဲတော့ပွဲပါပဲတကယ်ကြီးရိုက်လိုက်ရတဲ့လူတွေတော်တော့တကယ်ကိုတန်လုံးပါတယ်အဲ့ပွဲကြီးရတော့လုံးဝမိုက်တယ်မိုက်တယ်ကျေးဇူးတင်ပါတယ်เนาะအားလုံးအစီအစဉ်လိုက်ကန်ဆပ်ပိုင်းနဲ့လဲအားပေးခဲ့ကြလို့မမေ့ပါနဲ့ဘူးเนาะကျေးဇူးပါ